င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ စကိုင်းတိုင်းမိုးရွာခရိုင်တွင်းမှာရှိတဲ့ PDF အခွန်ကောက်ဂိတ်တွေကိုအောက်တိုဘာလ20ရက်နောက်ဆုံးထားပိတ်သိမ်းဖို့ခရိုင်ပကဖကညွှန်ကြားထားတယ်လို့သိရပါတယ်။ခရိုင်ကနေညွှန်ကြားချက်ထွက်ထားတာကတော့လွန်ခဲ့တဲ့နှစ်လလောက်ကလေးကဖြစ်ပြီးမိုးရွာခရိုင်တွင်းမှာရှိတဲ့ PDF အခွန်ကောက်ဂိတ်တွေ ပိတ်သိမ်းဖို့ညွှန်ကြားထားတာဖြစ်တယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က DBB ကိုပြောပါတယ်။ အခုလိုပယ်ရတာကမဟုတ်ရခိုင်ထဲမှာ PDF စုံမနေနေတွေများလာတာနဲ့အတူ PDF ဂိတ်တွေလည်းများလာပြီး ခီးသွွားပြည်သူတွေအတွက်ဝန်တုံဝန်ပိုးဖြစ်လာစေနိုင်တာကြောင့်အခုလိုပဲ့သိခိုင်းတာလို့ယူဆရတယ်လို့မဟုတ်ရခိုင်တွင်းမှာရှိတဲ့ပကဖပြန်ကြားရေးတာဝန်ခံက DPP ကိုပြောပါတယ် အဲ့ဒီညွှန်ကြားချက်မှာကလမ်းဘက်ဆက်သွယ်ရေးလုံခြုံချုပ်မွေ့စေဖို့အတွက်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ပြည်ထောင်စု ရမုံငွေအဖြစ်အခွန်ကောက်ရတဲ့ဂိတ်တွေကလွဲပြီးတခြားစစ်စီဂိတ်တွေလုံခြုံရေးဂိတ်တွေနဲ့အလှူခံတွေအားလုံးကိုပိတ်သိမ်းခိုင်းတာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအဲ့ဒီညွှန်ကြားချက်နဲ့ပတ်သက်ပြီးလိုက်နာတဲ့မြို့နယ်တွေရှိသလိုအပြည့်အဝမလိုက်နာသေးတဲ့မြို့နယ်တချို့လည်းရှိနေပြီးမော်ရွာခရိုင်ထဲမှာ PDF ဂိတ်တွေသာမကပဲစစ်တပ်လက်အောက်ခံဂိတ်တွေရဲ့အခွန်ကောက်ဂိတ်စခန်းတွေအများပြားရှိနေတယ်လို့လည်းဒေသခံတွေစီကနေသိရပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ပြည်မြို့နီမှာရှိတဲ့ကြားဖြတ်လုပ်ငန်းလုပ်ကိုက်နေတယ်လို့ဆိုတဲ့ KK ဘက်ကိုစစ်တပ်ကဝင်ရောက်စီးနှင်ရှင်းလင်းခဲ့ကြောင်းစစ်ကော်မရှင်ကတရေထုတ်ပြန်ခဲ့ပေမဲ့ဒါဟာဟန်ပြတာဖြစ်တယ်လို့ကြားဖြတ်လုပ်ငန်းမှာလုပ်ကိုက်ခဲ့သူတွေကပြောပါတယ်။ ကေပြည်နယ်ထဲမှာရှိတဲ့ကြားဖြတ်လုပ်ငန်းအများစုကို BGF တပ်နဲ့ထိပ်ပိုက်ခေါင်းဆောင်တွေကစစ်တပ်ကခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီးလုပ်နေတာဖြစ်ကအခုလိုဖန်စီတော့မယ်ဆိုရင်လူ့သမားတွေအကုန်နေရာပြောင်းရွှေ့ပေးရပြီးဌာနကဘက်ချမ်းမှာအသင့်ဝယ်ပြီးတင်ထားတဲ့ကွန်ပျူတာတွေနဲ့ဆက်ဆက်ပစ္စည်းမော်ဒယ်အနေတွေကိုဖြက်စီပြပြီးသတင်းတွေမှာဖျက်လေးရှိတယ်လို့ကေကေပတ်ကြားဖြတ်လုပ်ငန်းထဲမှာအလုပ်လုပ်ကိုင်မှုသူတယောက်ကပြောပါတယ်။ KKPAC စီမံကိန်းက KN မျိုးသား CEO KNU KN မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အဖွဲ့ရဲ့တပ်မ6လှုပ်ရှားနေမြေထဲမှာတည်ရှိပြီးအဲ့ဒီဒေသမှာအနာသိစစ်ကော်မရှင်စစ်တပ် KN နေကြားဆောက်တပ် BGF ဒီမိုကရေစီအကြိုပြု KN တပ်မတော် DKBA KN ငြိမ်းချမ်းရေးကောင်စီ KNL PC အဖွဲ့တွေလှုပ်ရှားသွားလာတဲ့နေရာလေးဖြစ်ပါတယ်ရှင် စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပြုလုပ်တဲ့ရန်ကုန်မြို့ကမြို့နယ်အလိုက်အထင်ကြီးပွဲစည်းတွေမှာလောင်စာဝိုင်းတွေကိုပေါ်ပေါ်ထင်ထင်ထည့်သွင်းပြုလုပ်လာတယ်လို့ရန်ကုန်မြို့ကံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပြုလုပ်ခဲ့တဲ့ရေကျော်ပွဲစည်း၊ရွှေတဂုံဖျားပွဲစည်း၊ကျွန်းတော်ပွဲစည်းနဲ့မယ်လမှုဖျားပွဲစည်းတွေမှာလူစုလိုက်နဲ့လောင်စာဝိုင်းတွေကိုပြုလုပ်ခဲ့ကြပြီးပွဲစည်းလာသူတွေကိုလိမ့်လည်လှည့်ပြားနေကြတယ်လို့ဆိုပါဗျ။ဘာလို့လဲဆိုတော့လူအောင်မှလာကြတယ်လေ။ဒီလိုဖျားပွဲစည်းမှာဆိုရင်နေရာလူတွေကကြတော့သူတို့ကိုစားလို့ပေါ့မှာပါ။ အဲ့ဒီလိုမျိုးကိုပြန်ထားတယ်။အရင်လိုမျိုးကြည့်ရအခုကတည်းကပြည့်ရတိုင်းမင်းကစီးပွားရေးတက်တယ်ဒီကတော့အခုလောက်စားလိုက်တာ။ခိုးတော့တခါခဏကဘေးနားရေးကြည့်ရတကယ်ရမယ်ဒီလိုကိုထုံးမရပါရနာတော့လောင်စားဝိုင်းနေမှာအနည်းဆုံး၁၀ရောက်ပါဝင်တဲ့အုပ်စုဖွဲ့ကတရားဝင်ပိုင်းနဲ့အော်ခေါ်ပြီးလာရောက်ကစားဖို့ဖိတ်ခေါ်နေတာလို့ဆိုပါတယ်။လောင်စားဝိုင်းလုက္ကဲ့နေကြသူတွေဟာစော်ကစားနီးပေါင်းစုံနဲ့ပွဲစည်းလာသူတွေကိုစိတ်ဝင်စားလာအောင်လုပ်ခါလောင်စားဝိုင်းနဲ့ဝင်စောမိတဲ့သူတွေကိုပါလာတဲ့ပတ်စံကုန်တဲ့အထိမြှောက်ပင့်စော်ခိုင်းနေကြတယ်လို့ ်ပွဲသေးသွားရောက်ခဲ့သူတွေကပြောပါတယ်။လောင်စာဝိုင်းလောက်ကင်သူတွေဟာပွဲစီစဉ်သူတွေကိုတညကိုဆိုင်ငန်းကနှစ်သိမ်းပေးပြီးပြုလုပ်နေကြတာလို့သိရပါတယ်။လုံးလုံးတို့ဒီကရအင်္ဂလုံးလို့ပါတော့အလိုမျိုးကောက်ကောင်းပါတော့အလိုမျိုးတွေပြရတယ်တက်တာရအုပ်ချုပ်ရေးပိုင်းကပြည်ပြူထားတဲ့ဒေသတွေလို့မြင်တာပေါ့နော်အယူအဆအဲ့ဒီဒေသတွေမှာတူတူနဲ့တူတူဟောလောက်တယ်အနိုင်ပြီးတယ်ပေါ့နော်အနိုင်ပြီးတယ်ပြည်ရဲ့ဘဝဝင်ကြီးက ်အကြည့်နေတဲ့သူတွေမလုံးပေးတဲ့သဘော နိုင်နေတာမြင်တော့ပြီးအကြည့်နေတဲ့သူကလည်းစိတ်ပါလို့ဝင်ထူးတယ်ဝင်ထူးတယ်ကတစ်ခါတစ်ခါပြီးပြီးနိုင်တယ်ဘုရားတခါတခါတော့ပြီးစားလိုက်မယ်ပြီးရင်ပါရမီကုန်သွားတာဘာလို့မလဲခုနကပြောသလိုဒီဒီလူတွေကိုအရေးယူတာမရှိဘူးအရင်ကရန်ကုန်မြို့မှာပွဲသေးတွေကိုတနေရာမှာတစ်နှစ်ကိုတစ်ချိန်သာကျင်းပခဲ့ပြီမယ်လက်ရှိမှာတော့တစ်နှစ်ကိုအနည်းဆုံးနှစ်ချိန်ပြုလုပ်နေတယ်လို့သိရပါဗျာ ပွဲစဉ်တစ်ခုကိုတပတ်ကြာလှည့်လည်ပြုလုပ်နေပြီးလောင်စာဝိုင်းနေအပြင်လာရောက်နေပတ်တဲ့လူငယ်တွေရဲ့ပြန်တဲ့ချိန်ကိုစောင့်ပြီးဖန်စီပတ်တာဆွဲတာတွေကိုလည်းလှုပ်ဆောင်နေတယ်လို့ရန်ကုန်မြို့ကံတွေကပြောပါတယ်။ရန်ကုန်မြို့မှာရှိတဲ့ပွဲစဉ်တွေကိုမြို့သားရင်းနဲ့ဘာသာရေးဖွဲ့စည်းတစ်ခုဖြစ်တဲ့ဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA အသင်းကဥဆောင်ပြုလုပ်တာဖြစ်ပြီးပျော်ပွဲရှင်ပွဲအနေနဲ့တမင်ရွယ်ပြီးလှုပ်ဆောင်တာဖြစ်တယ်လို့မြို့ကံတွေကပြောဆိုကြပါတယ်။ကျွန်တော်လင်းပါ မန္တလေးတိုင်းတောင်သာမြို့နယ်ထဲမှာအော်တိုဘလ16ရက်နေ့ကစလို့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတာကြောင့်ပြည်သူနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေဟာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်တောင်သာမြို့နယ်ရဲ့အနောက်မြောက်ခြမ်းမြင်းကျန်တဲ့အစပ်မှာရှိတဲ့ရုံးမိရွာကိုစစ်တပ်ကဟာဝေဇာလက်နက်ကြီးတွေအပြင်လေးကြောင်းတိုက်ခိုက်တာတွေကို16ရက်နဲ့19ရက်တွေမှာအနှစ်ရက်ဆက်တိုက်ပြုလုပ်ခဲ့လို့ပြည်သူနှစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။ အဲ့ဒီရုံမြင့်ကျေးရွာကိုစစ်ကောက်စီတက်လက်အောက်ခံမြင်းချက်အခြေဆိုင်ခမရ15ထက်ကနေအော်တိုဘာလ16ရက်ညပိုင်းမှာဟဝေစာလက်နက်ကြီး6လုံးပစ်ခတ်ခဲ့ပြီးနောက်အော်တိုဘာလ19ရက်နေ့မနက်ပိုင်းမှာလည်းဟဝေစာလက်နက်ကြီး၄လုံးထပ်မံပစ်ခတ်ခဲ့ကညနေပိုင်းမှာတော့တတဦးလစ်တက်ကတက်လာတဲ့ Jet Fighter ဘော်ကနေဆက်လက်တွေနဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းအသက်38နှစ်ဝန်းကျင်ဒေသခံအမျိုးသမီးနဲ့အသက်40ဝန်းကျင်မျိုးသားတဦးတို့သေဆုံးခဲ့ပြီးတခြားတရာရရှိသူတွေလည်းရှိတယ်လို့ကုညီဆောင်ရွက်ပေးနေသူတယောက်က GBB ကိုပြောပါတယ်ဒီလိုတိုက်ခိုက်မှုတွေဖြစ်နေပေမဲ့တောင်သာမြို့နယ်အတွင်းမှာစစ်ကြောင်ထိုးတာနဲ့တိုက်ပွဲတွေမရှိဘူးလို့ဒေသခံတွေကပြောပါတယ်ရှင်။ ဘိုလီးဗီးယားနိုင်ငံရဲ့ထရရွေးကောက်ပွဲမှာဗဟုလက်ရရင်းဝါဒီရိုဒရီဂိုပတ်စ်ကအနိုင်ရပြီးအနိုင်ရရှုဆလဲလှုပ်ရှားမှုပါတီ MAS ရဲ့ဆယ်စုနှစ်နှစ်ခုနီးပါးအုပ်ချုပ်မှုကိုအဆုံးသတ်လိုက်ပါတယ်။အော်တိုဘလ19ရက်နေ့ဒုတိယအကြော့ရွေးကောက်ပွဲအတွင်းဆန္ဒမဲ69ရာခိုင်နှုန်းအထိရေးတွက်ပြီးချိန်မှာပတ်စ်ဟာ54.5ရာခိုင်နှုန်းနဲ့တမရဟောင်ဟိုတေးကီရိုဂါကတော့55.4ရာခိုင်နှုန်းရလတ်ကို ပိုက်ဆိုင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် Korean Democratic Party PDC ရဲ့ကိုစလေလောက်ပတ်စကိုအနိုင်ရရှိသူအဖြစ်ရွေးကောက်ပွဲဆရာအမြင့်ဆုံးခေါရုံကအတည်ပြုထားပါတယ်။အသက်58နှစ်အရွယ်ပတ်စဟာဖခင်ဖြစ်သူလက်ဝဲရိတ်သမရဟောင်းဟိုင်မီဆာမိုရာရဲ့ခြေရာအတိုင်းနိုင်ငံလောကထဲဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။အမေရိကန်နိုင်ငံမှာစီဝါရေးပညာသင်ကြားပြီးနောက်ပတ်စ်ကဘိုလီးဗီးယားကိုပြန်လာခဲ့ပါတယ်။အဲဒီနောက်တာမိုင်းမြို့ တာဟီယာရဲ့မြို့တော်ကောင်စီဝင်နဲ့မြို့တော်ဝန်အဖြစ်တာဝန်ယူခဲ့ပြီး2020ပြည့်နှစ်မှာဒေသဆိုင်ရာအထက်လွှတ်တော်မှဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်အခွန်လျှော့ချပေးတာ၊သွင်းကုတ်ခွန်ဖြတ်တောက်ပေးတာနဲ့ဘ ਹੁ အစိုးရရဲ့ချုပ်ကန်မှုဖြေလျှော့ပေးတာစသဖြင့်အရေးရှိစနစ်ရဲ့အကျိုးကျေးဇူးဟာလူတိုင်းအတွက်ဖြစ်စေရမယ်ဆိုပြီးကတိပြုခဲ့ပါတယ်။ဒါဟာ2005ခုနှစ်နောက်ပိုင်း MAS ပါတီဝင်တအူမှပါဝင်ခဲ့ခြင်းမရှိတဲ့ပထမဆုံးရွေးကောက်ပွဲလည်းဖြစ်ပါတယ်ရှင်။ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါကျွန်မကတော့ချီချူဆက်မကျေးဇူးတင်ပါတယ်ရှင်